မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ရှစ်လင်းလုံးဒီမိုကရေစီအရေးတော်မူအကြမ်းဖက်ဖြိုကွင်းတပ်ဖြတ်မှုမှာပါဝင်ခဲ့တဲ့အငြင်းစားဒုဗိုလ်ချုပ်ကြီးကျော်ဘကွယ်လွန်သွားပါတယ်ရခိုင်ပြည်နယ်မှာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုနှိမ်နှင်းရန်အတွက်နိုင်ငံကအကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့အစည်းတွေနဲ့လက်တွဲဆောင်ရွက်ရန်အသင့်ရှိရလို့အေအေကဖိတ်ခေါ်လိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့1988ခုနှစ်ကဘိုစောမောင်ဦးဆောင်တဲ့ဆက်ရနာတိတ်မှုမှာပါဝင်ခဲ့ပြီးရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကိုအကြမ်းဖက်ဖြိုခွင်းတက်ဖြတ်ခဲ့သူတွေကတအုပ်ဖြစ်တဲ့အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးကျော်ဝါဟာအသက်60အရွယ်မှာကွလွန်သွားပြီလို့သိရပါတယ်1988ခုနှစ်ဆက်အနာတိတ်ခဲ့တဲ့နဝတနာအဖာမှာ တိုင်းမှုအဖွဲ့ဝင်ဝန်ကြီးဖြစ်ပါဝင်ခဲ့သူအငြိစာဒုတိယဗိုလ်ချုပ်ကြီးကျော်ပါဟာမေလ20ရက်နေ့မနေ့ပိုင်းမှာကွယ်လွန်သွားတာဖြစ်ပြီးနိုင်ရေးကိုမေလ21ရက်နေ့နေ့လယ်12:30မိနစ်အချိန်မှာမင်္ဂလာတော်မြို့နယ်ရှင်ကျော့ကျက်ခရစ်ယာန်ဘုရားကျောင်းမှာပြုလုပ်မှာဖြစ်တယ်လို့လည်းသိရှိရပါဗျာ 1988ခုနှစ်ဒီမိုကရေစီလှုပ်ရှားမှုအရေးတော်ပေါ်စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းတပ်ဖြတ်ခဲ့စဉ်ကဗိုလ်ချုပ်ကျော်ဘဟာမြောက်ပိုင်းတိုင်းမှုအဖြစ်ဆက်အနာသိမ်းမှုနဲ့ပြည်သူတွေကိုနှိပ်စက်ညှဉ်းပန်းတပ်ဖြတ်အမှာပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ဗိုလ်စောမောင်နဲ့ဗိုလ်တန်းရွှေတို့ဦးဆောင်တဲ့ဆက်အနာသိမ်းနဝတအဖွဲ့မှအဖွဲ့ဝင်ဖြစ်ပါဝင်ခဲ့ပြီး1992ခုနှစ်စက်တင်ဘာလ24ရက်နေ့မှာ ဟိုတယ်နဲ့ခေးတော်လာရေးဝန်ကြီးဖြစ်ပြောင်းရွှေ့ခံခဲ့တာလည်းဖြစ်ပါတယ်1993ခုနှစ်မတ်လ28ရက်နေ့မှာတော့ဒုတိယဗိုလ်ချုပ်ရာထူးကိုတုံ့ပြန်ပေးခံခဲ့ရပြီး1999နိုဝင်ဘာလ15ရက်မှာတော့အခြားဒုတိယဗိုလ်ချုပ်ကြီး12ဦးနဲ့ဒုတိယဗိုလ်ချုပ်ကြီးကျော်ပဟာရရုကနဲ့အနာပေးခံခဲ့ရတာလည်းဖြစ်ပါရဲ့ရှင်။ မကွေးရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းရေစုံမြို့ဝအမှတ်ခွန်ရက်ကွက်မှာအငင်းစားចောင်းဆရာကြီးနဲ့ဆရာမကြီးလင်မယားတို့အသက်ခံခဲ့ရတယ်လို့ဒေတာနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်။အခုလိုအသက်ခံရတဲ့ရက်ကွက်ဟာပြူစောထီးတွေနဲ့စစ်သားတွေအ धिक လုံခြုံရေးယူကြီးစိုးထားတဲ့နေရာဖြစ်တယ်လို့လည်းမြို့ကန်ပြည်သူတွေနဲ့တော်လန်သတင်းမြစ်အချို့ကပြောပြပါရယ်။မေလ18ရက်နေ့ညပိုင်းအချိန်မှာရေစုံမြို့ဝအမှတ်ခွန်ရက်ကွက်စားတဲ့ရုံတောင်ဘက်မှာနေထိုင်တဲ့အသက်80ရွယ်အငင်းစားចောင်းဆရာ ာကြီးဦးအောင်ခင်နဲ့အသက်66နှစ်အရွယ်ရှိတဲ့ဇနီးတဲ့အငင်းစားဆရာမကြီးဒေါ်ကြည်တင့်တို့ဇနီးမောင်နှံတို့ကိုလူတစုကနေရင်တွင်းဝင်ရောက်ပြီး ဓာတ်နဲ့ရရဲ့ဆက်ဆက်ထိုးခုတ်တက်ဖြတ်သွားတာလည်းဖြစ်ပါတယ်။ဒါအပြင်နေကိုလည်းရှာဖွေမှုတွေလှုပ်ဆောင်သွားခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီမြို့ပေါ်အမတ်ခွန်ရက်ကွက်နဲ့ရက်ကွက်တွေမှာအ धिक ကြီးစိုးနေတာဟာပြူစောထီတွေနဲ့စစ်တပ်ဖြစ်ပြီးညဘက်ဆိုရင်မူယူရန်ကားပြီးအိမ်တွေဖောက်တာ၊အဲစင်းဆိုပြီးရိုက်နှက်တာ၊ဆိုင်ကယ်ရက်မပေးလို့ဆိုပြီးပြစ်ခတ်တက်ဖြတ်တာတွေအများကြီးလုပ်နေရလို့လည်းဒေသနေပြည်သူတွေကပြောပြပါတယ်။အသက်ခံရတဲ့ဆရာကြီးတို့လက်မရအိမ်မှာပြူစောထီနဲ့စစ်သားတွေကင်းလက်နေတဲ့နေရာအခြေပြုတဲ့နေရာ န်နဲ့အနည်းဆုံးမှာရှိတယ်လို့လဲဆိုပါရယ်တော်လန်သတင်းမြစ်တစ်ခုကလည်းအငင်းစားကြောင်းဆရာကြီးနဲ့ဆရာမကြီးတို့လင်မယားတို့ကို PDF တွေကိုထောက်ဖို့လုပ်နေတယ်လို့ပီစောထီးနဲ့စစ်တပ်စီကိုသတင်းပေးလာတဲ့အတွက်အခုလိုဝင်ရောက်တပ်ဖြတ်သွားတာဖြစ်နေတယ်လို့လဲဆိုပါရယ်စစ်ကောင်စီ lobby telegram ဆက်မျက်နှာတွေစစ်တပ်ထောက်ကန်တဲ့ PP media နဲ့ NB news တို့မှာတော့ ရေဂျိုကအငင်းစားကြောက်ဆရာကြီးနဲ့ဆီယမ်မာကြီးတို့လင်မယားကို PDF တွေကတက်ဖြတ်ခဲ့လို့အသက်ခံရတဲ့နေကလေးကဝါထဖြန့်သတင်းတွေကိုဇက်တိုက်ထုတ်လွှင့်နေခဲ့ကြတာကိုလည်းတွေ့ရပါတယ်ရှင်။ ဒီတစ်ခါမှာတော့မြန်မာနိုင်ငံမှာ2019ခုနှစ်ကနေစတင်ပြီးခုနှစ်ကျော်ကြာအမေရိကန်ဒေါ်လာ20တန်းရင်းနှီးမြှုပ်နှံခဲ့တဲ့ Korea CJ Feed မြန်မာကတရိษံအစာနဲ့ကြက်သားပေါထုတ်လို့ဖြန့်ချီတဲ့လုပ်ငန်းတွေကိုရနာပြီလို့တရားဝင်သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။လက်တလောဖြစ်ပွားနေတဲ့စီးပွားရေးလုပ်ငန်းတွေလက်ပတ်မှုအကျက်တဲ့ဟာ ကုမ္ပဏီပေါ်မှာတက်ရောက်မှုရှိလာခဲ့လို့လဲဆိုထားပါဗျ။ကုမ္ပဏီနေနဲ့အယောင်းဝယ်လုပ်ငန်းတွေကိုခက်ခဲလာတာ၊ကုန်ကျန်းကုန်ကျစရိတ်တွေတိုးမြင့်လာတာ၊ကုန်ကျန်းရရှိမှုခက်ခဲခြင်းတို့ကိုရင်ဆိုင်ရတဲ့အပြင်လုပ်ငန်းလေပတ်ဖို့အတွက် ထုတ်လုပ်မှုလုတ်သားအင်အားမလုံလောက်မှုတွေဖြစ်ပေါ်လာတာကြောင့်မေလ28ရက်နေ့ကနေစတင်ပြီးရန်နာလိုက်တာဖြစ်တယ်လို့လဲကိုရီးယား CJ Feed မြန်မာကကြေညာထားပါတယ်။လုပ်ငန်းရန်နာမှာဖြစ်တဲ့အတွက်အယောင်ကိုစလဲတွေဖောက်တဲ့အနေနဲ့ကုန်ဘူအကျွေးချံတွေကိုဇွန်လ28ရက်နေ့နောက်ဆုံးထားပြီးကုမ္ပဏီကိုမပြတ်မကွက်ပြန်လည်ပေးသွင်းကြဖို့အတွက်အဲ့ဒီကြေညာချက်ထဲမှာလည်းဖော်ပြထားပါတယ်။အဲ့လိုကိုရီးယားနိုင်ငံက CJ Feed မြန်မာတရိတ်ဆန်အစာနဲ့ကြက်သားပေါက်ထုတ်လုပ်ရောင်းချမှုလုပ်ငန်းရပ်ဆိုင်သွားတာဟာဆီယနာတိမ်မှုကြောင့် CY ပြိုလဲမှု လက္ခဏာဖြစ်တယ်လို့ရန်ကုန်စီးပွားရေးအတိုင်းအဝန်းကသုံးသပ်နေကြပါရဲ့ရှင်။ ဆက်လက်တက်ဆက်ပေးခြင်းတဲ့တဲ့င်းတပုတ်ကတော့အကြမ်းဖက်မြန်မာစစ်အုပ်စုကနိုင်ငံကလူ့ခွင့်ရေးနဲ့လူသားချင်းစာနာမှုဥပဒေတွေကိုဆိုးဆိုးရွားရွားချိုးဖောက်မှုတွေကိုအကြင်ကျင်ကျူးလွန်နေတာကိုကောင်းစွာသိနေပါရဲ့နဲ့မြန်မာစစ်အုပ်စုကိုဆက်လက်လက်တွေဆက်ပစ်စည်းကြရာတွေနှိပညာတွေနဲ့လေ့ကျင့်သင်ကြားပေးမှုတွေကိုထောက်ပံ့နေတဲ့အတွက်အဲ့အရာတွေကိုရပ်ဆိုင်းပေးဖို့အတွက် Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်မြန်မာစစ်အုပ်စုစီကိုဆက်လက်လက်တွေဆက်ပစ်စည်းကြရာတွေနဲ့နှိပညာတွေပေးရနေတာဟာအိန္ဒိယနိုင်ငံ အနေနဲ့စစ်အုပ်စုရဲ့ပြည်သူတွေပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေကိုဓာတ်ရိုက်ကူညီပံ့ပိုးနေတာဖြစ်ပြီးစစ်ရာဇဝတ်တွေနဲ့လူသားမျိုးနွယ်ပေါ်ကျုလွန်နေရာဇဝတ်မှုတွေကိုအားပေးကူညီနေတာဖြစ်တယ်လို့လည်း GFN ကထောက်ပြထားပါတယ်။အိန္ဒိယနိုင်ငံအနေနဲ့အီရတ်ဆိုမာလီယာအီရန်မြက်ကိုရီးယားနဲ့ဗင်နီဇွဲလားနိုင်ငံတွေကိုတင်ပို့မှုတွေအတွက်တိုင်းပြည့်ချက်တွေထုတ်ပြန်ထားပေမဲ့လည်းမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတားမြစ်ရန်ပြက်ကွက်နေစေဖြစ်တယ်လို့လည်း Justice for Myanmar ကအသိပေးထားပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့ရခိုင်ပြည်နယ်မှာအကြမ်းဖက်စစ်ကောင်စီကလူမျိုးရေးဘာသာရေးအဓိကယုံဖြစ်စေဖို့အတွက်အရှိန်ဟုန်မြင့်လှုပ်ဆောင်နေပြီးအရခတပ်တော်အနေနဲ့နိုင်ငံကအကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့အစည်းတွေနဲ့လက်တွဲဆောင်ရွက်ဖို့အတွက်အသင့်ရှိတယ်လို့ထုတ်ပြန်လိုက်ပါတယ်စစ်တပ်ဟာဘူတီတော်မောင်တော်စစ်တွေကြောက်ဖြူမြို့နယ်တွေကမွတ်စလင်တွေ RS ကိုအာစာ AR တွေနဲ့အကြမ်းဖက်လို့တဲ့အစွန်းရောက်မွတ်စလင်လူငယ်အရေးအတွက်အများပြကိုအကြမ်းဖက်တင်နန်းတွေပေးကလက်လက်တက်ဆင်ပေးတာတွေလှုပ်ဆောင်နေရလို့အေအေက ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါဗျ။အဲလိုတင်နန်းပေးထားတဲ့လူတွေကိုလက်ရှိဖြစ်ပွားနေတဲ့အာရခဒေတာတိုက်ပွဲတွေအတွင်းအသုံးပြုတာ RSO အာစာ AR အစတဲ့အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့စည်ရီးတူပူပေါင်းဆွေးနွေးတာတို့ကိုဇက်တိုက်လှုပ်ဆောင်ကအာရခဒေတာတွင်လူမျိုးရေးဘာသာရေးအထူးကိယုံဖြစ်ပွားစေဖို့အတွက်ရွေချက်နဲ့အရှိန်ဟုန်မြင့်ကလှုပ်ဆောင်နေရလို့အာရခတက်တော် AA ကထုတ်ပြန်ထားပါဗျ။ အရခတတ်တော်ဟာစစ်အားစစ်စည်းကနဲ့အညီသာတိုက်ပွဲဆင်ရမည်ဆိုတဲ့ကြင်ဝတ်ကို အထူးလိုက်နာကျင့်သုံးပြီး စစ်ပွဲနဲ့မသက်ဆိုင်တဲ့အရက်သားပြစ်မှတ်တွေကိုမြေတီအခါမှရွေတက်ခိုက်လို့မရှိတဲ့အဖွဲ့အစည်းဖြစ်တယ်လို့လည်းဆိုထားပါဗျ။တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေကပြည်သူလူထုတွေကိုလည်းစစ်ပွဲတွေကင်းလို့ရနေမျိုးရေးစီကိုအရေးပေါ်ကူညီကဲထုတ်ပေးတာတွေကိုလည်းလူမျိုးမျိုးဘာသာမျိုးအချိန်နဲ့တပြင်းညီကူညီဆောင်ရွက်ပေးနေတယ်လို့အရခတက်တော် AA ကထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။အဲလိုကူညီကဲဆယ်မှုတွေလှုပ်ဆောင်နေစမှာပဲ။ဘာသာရေးအစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ RSO, ASA, AR တွေအစရှိတဲ့အဖွဲ့အစည်းတွေ ွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့နန္ဒကာရောက်ရက်ဖက်အဖွဲ့အစည်းအမိခံကိုကျိုးရှာအဖွဲ့အစည်းတွေကအကြက်ဖက်စစ်ကောင်စီရဲ့အာဝန်နဲ့ထတ်တူညီတဲ့ဇကားတွေကိုရွေချက်ရှိရှိထုတ်ပြန်ပြောဆိုနေကြတယ်လို့အေအေကထုတ်ပြန်ထားပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ဧပြီလကစစ်ရှုံးစစ်ကောင်စီကအရခဒေသမှာလူမျိုးရေးဘာသာရေးပဋိပက္ခကိုဖန်တီးပြီးဘူးတီတော်မျိုးတွေကရခိုင်ဟိန်းတို့နဲ့အခြားမွတ်စလင်မဟုတ်တဲ့ပြည်သူတွေရဲ့အိမ်တွေအားလုံးနှိပါးကိုမီးရှို့ဖျက်ဆီးခဲ့လို့လဲဆိုပါရရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးပေးတဲ့ကျေးဇူးတင်ပါရှင်။ကျမမြပါ။